kawai min ja ne? how are you? i'm okay now. you're okay? yes. can i talk to you? yes. can i talk to you? yes, prophet. everything for you is blocked. မစ္စရိုဒီနေတော့တောင်အာဖရိကမှာရှိတဲ့ Prophet TV Joshua ရဲ့တပည့် Prophet Zita ကနေအပိတ်ပေးတာ နှဆုနေထုတ်တာပြုလို့ရှိဝိညာဉ်မျက်စစ်ဖွင့်တာကိုကျွန်တော်မြန်မာလူမျိုးတွေလည်းပဲဝိညာဉ်ရေးရဗဟုသုတနားလည်နိုင်ရအတွက်ပါတာပြန်ပြီးမှတင်ပေးလိုက်တာဖြစ်တယ်အခုဒီကဒုံနဲ့တယောက်ကို prophet zita ကမဲတယ်နင်းရဲ့ဝိညာဉ်ရေးရအားလုံးက block ပိတ်သွားပြီလို့ပြောတာဖြစ်ပါတယ် Everything for you is blocked. Everything for you is blocked. နင်းနဲ့ပတ်သက်တဲ့ဝိညာဉ်ရေးရာကအလုံးပိတ်ကိုမြည်လို့ပြောပါတယ် I want to unlock yeah I want to unlock ဆိုတော့အဲ့ဒီနတ်ဆူကဝိညာဉ်မျက်စိပိတ်ပေးလိုက်တဲ့အရာကိုဆရာဇီတာအနေနဲ့ပြန်လည်ပြီးမှ ဖွင့်ပေးမယ်လို့ပြောပါတယ် I want to unlock Amen, 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 amen. Short fight. wengi mi lance balo Piova. Yeah, shout fire. Wengi mi lance balo Piova. Yeah. There is a demon that's fighting you. There's a demon that is fighting you. Ningu tane de na su shi de lo propeka min de ayo de. Amen. There's a demon that's fighting you. Amen. There's demon is fighting you. Ningu na su tane de. အဲ့ဒီတိုက်နေတဲ့နတ်ဆိုးကသူ့ရဲ့ဝိညာဉ်မျက်စိကိုပိတ်ပဲလိုက်တာဖြစ်တယ် whatever thing that you do you love god so much နင်ကဖခင်ကိုအယံချစ်တဲ့သူ ဖြစ်တယ်လို့ prophet ကပြောပါတယ်သူကချက်ချင်းပဲအခြားတော်ဘာသာစကားပြောတာကိုမိတ်ဆွေတို့ကြားတာဖြစ်တယ် short fight fire ဝိညာဉ်တော်မြေလောင်စစ်ပါ ဆိုတော့ဒီကတုံးနဲ့ဖျားမို့တော်ဆံလဲသူတဲမို့တော်ဆံပါပဲဟိုဘက်ကအာပရိုဖက်ဇီတာလဲသူလဲမို့တော်ဆံပဲဒါပေမဲ့ဘီတိတ်ကပရိုဖက်ကဘီတိတ်ကြီးတာဖြစ်တယ်ဒီမှာဘီတိတ်ငယ်တဲ့လူစမှာစာရန်ကဝိညာဉ်မျက်စိပိတ်ထားတာကိုဘီတိတ်ကြီးတဲ့ဆရာကဖယ်ရှားပေးมาဖြစ်ပါတယ် this man lunalwe he used to see the visions ah ah ဒီတယောက်ကအမေတန်းလိုလိုဘုရားသခင်ပြတဲ့ဝိညာဉ်လောကကိုမြင်ရတဲ့သူဖြစ်တယ်။ He used to see vision. Now no vision. အခုကအဲ့ဒီဘုရားသခင်ပြတဲ့ရုပ်ပိုင်ုံမမြင်ရတော့ဘူး။ He used to go and pray alone in the forest. ဒီတယောက်ကတောထဲမှာတယောက်ထဲသွားပြီးမှဆွတ်တောင်းတယ်လို့ဖြစ်တယ်လို့ပရောဖက်ကပြောပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကတော့ဒီအခုဘာသာပြန်နေတဲ့ကျွန်တော်ကိုယ်တိုင်ကနတ်ဆာကနေခရိယန်ဘာသာ ပြောင်းတာဖြစ်တယ်ကျွန်တော်နတ်ဆာကနေခရိယန်ဘာသာပြောင်းတဲ့အခါမှာ ခရီးရန်ပါတာတဲ့ဝင်ပြီးတဲ့နောက်မှာဘုရားသခင်ရဲ့လူတွေကတောထဲမှာတောပြင်မှာအဲ့လိုဆွတောင်းတာတော့ကျွန်တော်တို့မမြင်ဘူးပေါ့နော်ဒါပေမဲ့တခြားနိုင်ငံတွေမှာကြတော့ဘုရားသခင်ရဲ့လူတွေဟာတောထဲမှာတောပြင်မှာဆွတောင်းတဲ့အလက်ချင်းကိုရှစ်လုတ်တယ်ဆိုတာတွေ့ရတယ် Prophet TB Joshua တို့ဆိုလို့ရှိရင်တောင်ပေါ်မှာတက်ပြီးမှကြောက်ခဲတွေကြားမှာတောမှာဆွတောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ယေရှုခရစ်တော်ဆိုရင်လည်းပဲတောင်ပေါ်မှာတက်ပြီးမှနော်တောပြင်မှာဆွတောင်းတာကိုကျွန်တော်တို့တွေ့ရတယ် ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကြတော့မေယူဖလာတင်းတော်တွေမှာကျွန်တော်တို့ငွေစင်မှာအဲ့ဒါတွေမတွေ့ရဘူးပေါ့နော် အခုချိန်တော့ရှိကောင်းရှိမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကမတွေ့ခဲ့ဘူးပေါ့နော် This man love God but the demon is fighting လေဟုတ်ဒီတယောက်ကဘုရားသခင်ကိုချစ်တဲ့သူဖြစ်တယ်တို့တော့လေ demon is fighting him နတ်ဆိုကသူ့ကို တိုက်နေတယ်သူကဘယ်လောက်ထိတိုက်ရဆိုဝိညာဉ်မျက်စိပိတ်ပေးလိုက်တာဖြစ်တယ်အနတ်ဆိုမတိုက်ခင်မှာတော့ဝိညာဉ်မျက်စိကမြင်ရတယ် ဖျားသခင်ပြတဲ့ရုပ်ပိုင်ရုံကိုသူမြင်ရတာဖြစ်တယ်အခုကနင်းတော်ထဲမှာအရင်တုန်းကလို့တယောက်သေးသွားပြီးမှဆူတောင်းလို့မရတော့ဘူးလို့ပရောဖက်ကပြောပါတယ် The devil closed the way နတ်ဆူဟာနင်းသွားတဲ့လမ်းကြောင်းကိုပိတ်လိုက်ပြီလို့ပရောဖက်ကပြောပါတယ် You can't see the angels when you pray. နင်အရင်တုန်းကဆုတောင်းလို့ရှိရင်ကောင်းကင်တမန်ကိုမြင်ရတယ်အခုတော့နင်ဆုတောင်းလို့ရှိရင်ကောင်းကင်တမန်ကိုမမြင်ရတော့ဘူးလို့ပရိုဖက်က ပြောပါတယ်ဘာဖြစ်လို့လဲနတ်ဆုကဝိညာဉ်မျက်စိပိတ်လိုက်တဲ့အတွက်ဖြစ်ပါတယ် you can connect with god when you pray နင်အခုအရင်တုန်းကဆုတောင်းလို့ရှိရင်ဖခင်နဲ့အချိတ်ဆက်ရတယ်အခုတော့မင်းဆုတောင်းတဲ့အခါဖခင်နဲ့အဆက်အသွယ်မရတော့ဘူး you cannot communicate when you are praying you are higher anointed တကယ်တော့နင်းကဘိတိတ်ကြီးတဲ့သူဖြစ်ပါတယ် you are highly anointed you are highly anointed ဘိတိတ်ကြီးတော့သူဖြစ်တယ် everything is close the everything is close နတ်ဆုကတိုက်တာဖြစ်တဲ့အတွက်အဲ့ဒီသူ့ရဲ့ဘိတိတ်ကအလုံမလုံတော့ဘူးဖြစ်သွားတယ် but now i open the door Now I open the door အခုမှအဲ့ဒီနတ်ဆူပိတ်ထားတဲ့တကားကိုငါဖွင့်ပေးမယ်လို့ပြောပါတယ် in the name of Jesus in the name of Jesus Christ ယေရှုခရစ်တော်နာမ၌ဖယ်ရှားပါတယ် your eyes start to see the angels အခုချိန်ကစပြီးနေဟာဖျားသခင်ရဲ့ကောင်းကင်တမန်ကိုစပြီးမြင်ရတော့မှာဖြစ်ပါတယ် you are eyes to start to see the angels နေရဲ့မစ်စီဟာကောင်းကင်တမန်များကိုမြင်ရတော့မှာဖြစ်ပါတယ် you start to feel the anointing you start to feel the anointing ဘုရားတခင်ဝိညာဉ်တော်တကူနေပေါ်မှာတက်ရောက်တာကိုခံစားရမှာဖြစ်ပါတယ် I opened the door. I opened the door. I opened the door. ဘုရားသခင်အခွင့်အာဏာနဲ့နေရဲ့ဝိညာဉ်တကားကိုငါဖွင့်ပေးတယ်။ I opened the door. I opened the curtain. I opened the curtain. နတ်ဆိုကဂလကချထားတဲ့အရာကိုငါဂလကပြန်ဖွင့်တယ်။ I opened the curtain. ဆိုတော့နတ်ဆူကာထားတဲ့အဝိငင်မျက်စိကိုပရိုဖက်ကဖယ်ရှားနိုင် ခဲ့တယ်ဆိုလို့ရှင်ဒီလူဟာဘုရားတခင်ကို ပြန်ဘုရားတခင်နဲ့အဆက်အသွယ်ရမှာဖြစ်တယ်ဘုရားတခင်ရဲ့ရုပ်ပယုံပြချင်းကိုမြင်ရမှာဖြစ်တယ်ကိုယ်တော်ပရိုဖက်ကအဲ့ဒီခတ်တန်ကို နော်ဂလဂါကိုဖျက်တာဖြစ်တဲ့အတွက်ဘုရားသခင်ကိုသူဘလို့မြင်ရတယ်လဲနားထောင်ကြည့်ရအောင် origine. Mai walara dendora guai khala mahasara baba. ဆရာသူကဒီကျွန်တော်တို့မြင်ရတဲ့လောကကိုလွန်ပြီးမှမြင်နေရပြီဖြစ်တယ်။အဲ့ဒီမြင်နေမျိုးကိုဆက်တွေ့တဲ့အခါသူကအခြားသောဘာသာစကားနဲ့ဆက်တွေ့နေတာဖြစ်တယ်။ဒါကြောင့်တမန်ကျမ်းစာမှာဘုရားသခင်ရဲ့လူတွေဟာအခြားသောဘာသာစကားနဲ့ဖခင်ကိုဆက်တွေ့တယ်ဆိုတာ အခုကျွန်တော်တို့ခင်မှာတော့လက်တွေ့မြင်ရတဲ့ကာလဖြစ်ပါတယ်။ခေါနီယာဇင်းခေဘီယာတာရာရှန်ဒေရီဂါရာဘဟာဇာဘာငါလီမမယီဒေးကာချာတော့ပါတာစကားဖြစ်တယ်။ဟာလီယာကေနေခေရှေဒေဘီနာရဂနီရှာရမီယာကာကေနီယာအဒန်ယာကိုရှိကာကေရေရှာကီရိုစီ Yeah. Yeah. ပရိုဖက်စီတာကတော့ဒီတရားရဲ့ဝိညာဉ်မျက်စိကိုဖွင့်ခွင့်ရတဲ့အတွက်သူကျေနပ်တာဖြစ်ပါတယ်ဒီရကျမှာတော့ကာလကနံပါတ်1ကိုဖွင့်မှာဖြစ်ပါတယ် I open curtain number 2ကာလကနံပါတ်1ကိုပရိုဖက်ကဖေရှားပေးတာဖြစ်တယ် Now the sentence မြင်ရတော့မှာဖြစ်တယ် ဆရာဒီဒုတိယခါတင်ဖွင့်တဲ့အချိန်မှာကြာတော့ဒီလူရဲ့အတွင်းစိတ်ဝိညာဉ်ဟာတော့တရားရခံတော့ပောက်ကွဲပြီးမှဖရာတခင်နဲ့သွားပြီးမှချိန်မိတာကိုကျွန်တော်တို့အပေါ်အပေါ်ရန်တွေ့နေတာဖြစ်ပါတယ် နော်ဒါကတာ၍နဲ့တော့အစင်နဲ့ဘုရားသခင်နဲ့ချိတ်ဆက်သွားတာဖြစ်ပါတယ်ဆိုတော့ဘာသာရေးလောကမှာကျွန်တော်တို့ဓာတ်တွေကိုတွေ့ရမှာမဟုတ်ပါဒါကဝိညာဉ်လောကဖြစ်တဲ့အတွက်နဲ့ဆိုင်စွာကျွန်တော်တို့ဓာတ်ကိုမြင်နိုင်တာဖြစ်ပါတယ်အဘအဘ သူမြင်ရတဲ့အရာကိုနင်တို့တွေမမြင်ရဘူး။တာ၍ကြီးမြတ်သောအရာကိုဒီတယောက်ကမြင်နေရပြီ။ Oh, night we bless your name. You are the only God I say.

Diluye mi na go te cha chi ba tuga ngaru mi yare loga go mi yara mo ho bu tuga winyi loga go mi ne yara pi e open curtain number one for him. Now I open curtain number three. သူကငါကတင်ဂလကနံပါတ်10နဲ့ဖွင့်ပေးပြီဖြစ်တယ်အခုတော့ဂလကနံပါတ်3ကိုကျွန်တော်ဖွင့်ပေးပါမယ်အဘနာရူ I want to open curtain number three. The lago pula curtain number naru. Curtain number three, it means que the rabbi naru sulle sop. The name of the son, Peter the Holy Spirit and the Father. Mero gati mani tatan. Kalaga number three, sulle adebe karo, taro, kamero, tan shino wunyin do, tong ba go suru da pibare. Mero Now I want to open the curtain number three for this man. ဒီလူအတွက်ကလကနံပါတ်3ကိုဖွင့်ပေးမယ်။ The angel that were lending physically not spiritually. ဒီတယောက်ဟာစုတောင်းတဲ့အခါမှာဘုရားသခင်ရဲ့ကောင်းကင်တမန်ကသူ့ရှိကိုလာတာဖြစ်တယ်။လာတဲ့အခါဝိညာဉ်တဘောအနေနဲ့လာတာမဟုတ်ပဲကောင်းကင်တမန်ကခန္ဓာကိုယ်ပါလက်လာတာဖြစ်ပါတယ်။ Physically not spiritually. physically not spiritually ခန္ဓာကိုယ်ပါလေကောင်းကင်တမန်ရောက်လာတာဖြစ်တယ်ကောင်းကင်တမန်ရဲ့ဝိညာဉ်ပဲလာတာမဟုတ်ပါဘူးညမေးနိုင်မို့ရေ I open curtain number 3 for God. ဘုရားရှင်ကာလကနံပါတ်3ကိုဖွင့်တယ်ကာလကနံပါတ်3ဘုရားရှင်နဲ့ဆက်တွယ်ဖို့နင့်ကိုလမ်းကြောင်းပေးတယ် Curtain number 3 kitchen era calagana oh, 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 oh. Thank you, Jesus. ကျွန်တော်တို့လိုမိယုဖလာနော်နတ်စားကနေမိယုဖလာအတင်းတော်မှာဝင်လာ ပြီးမှချစ်ပြင်းလာတဲ့လူတွေကတော့ဒီအဆင့်ကိုကျွန်တော်တို့မမြင်ဘူးဘူးမကြားဘူးဘူးနားလည်းမလည်ဘူးပေါ့နော်ဒါပေမဲ့တမန်ကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာနေဒီစတီဖန်ကသူဘုရားတခင်သူ့ကိုခေါ်တော်မူမဲ့အချိန်နှီးတဲ့အခါမှာကောင်းကင်တကာပွင့်တာကိုသူတွေ့ရတယ်ယေရှုခရစ်တော်ကိုသူကောင်းကင်နိုင်ငံမှာတွေ့ရတာဖြစ်တယ် ဒါပေမဲ့အောက်မှာရှိတဲ့လူကဘယ်တော့မှမတွေ့ရဘူး။အခုလေဒီတယောက်က prophet ကသူ့ကိုဝိညာဉ်မျက်စိဖွင့်ပေးတဲ့ခါမှာသူကဘုရားသခင်မျက်မှောက်တော်တဲကွာတခါလေးရောက်သွားတာဖြစ်တယ်။ဒါပေမဲ့ဒီမှာထိုင်နေတဲ့လူကမြင်ခွင့်မရဘူး။ဓမ္မရာဇဝင်ကိုဖတ်မယ်ဆိုရင်လည်းပဲအေလိယကိုလာကြိုတဲ့နော်ကောင်းကင်တမန်ကြီးထားတယ်လာတဲ့ခါမှာတကယ်တမ်းကျတော့အေလိယရဲ့တပည့်ကမြင်ခွင့်မရပါဘူး။တိုးတော်လည်းဘုရားသခင်ကဖွင့်ပေးတာဖြစ်တဲ့အတွက် အေလိယရဲ့တပည့်အေလိရှေကဘုရားတခင်ရဲ့ကောင်းကင်တမန်တွေဟာမိကြီးထားတဲ့အတူအေလိရှေကိုလာကျူတာတွေ့ရတာဖြစ်တယ်။ဒါကြောင့်အဘအဘဣတေလိုက်ထားပါတကားဣတေလိုက်ထားပါတကားဘာဖြစ်လို့လဲဘုရားတခင်ရဲ့ကောင်းကင်တမန်နဲ့မိကြီးထားတဲ့လာတာကိုအေလိရှေကမင်ခွင့်ရတဲ့အတွက်ဖြစ်ပါတယ်။ဆိုတော့ဒီနေ့မိယုဖလာအတင်းတော်မှာကြီးပြင်းလာတဲ့ကျွန်တော်တို့တွေကတော့ဒီ level ကိုမင်ဖို့နားလည်ဖို့ဆိုတာအမြဲတမ်းခဲရင်တာဖြစ်တယ်။ ဒါပဲနောင်ဖြစ်လာမယ့်နောင်မှာကျွန်တော်တို့ကဒီလိုရှိတယ်ဆိုတာ သိထားမယ်ဆိုလို့ရှိရင်အော်ဝိညာဉ်ဝိညာဉ်နေပြီဆိုတာနောက်တစ်ဆင့်ဒီလိုရှိပါလားစံစာမှာရေးထားတဲ့ဟာကလည်းတကယ်ရှိပါလားဆိုတာကျွန်တော်တို့မြင်လဲမြင်ကြားလဲကြားဖတ်လဲဖတ်ပြီးမှငါတို့ဝိညာဉ်နေပြီကိုနောက်တစ်ဆင့်ကျွန်တော်တို့တည့်ယူလို့ရမှာဖြစ်ပါတယ် Communicators open for him Amen တို့အတွက်ဂလကဘယ်နှချက်ငါဖွင့်ခဲ့တယ်လေ Communicators open လောက်လား how many evangelists so has said lord jesus လောကျောပါယေရှုခရစ်တော်ဖေရကျွန်တော်ကျမကိုလည်းတနာတော်မူပါဘုန်းတော်ဘုန်းတော် glory ဖေရတခင်ဘုန်းပေးတယ်ယေရှုကိုအယံချစ်တယ်ယေရှုကိုဘုန်းပေးတယ်ဘုန်းပေးတယ်ဘုန်းပေးတယ် that have been open in his life. Viewers at home, you at home, every curtain is open for you. Heaven is open now. Heaven is open now. Heaven is open now. Jesus. Yeah, Lord. ဒါကြောင့်ဒီနေ့ခေတ်မှာနော်ဒီ prophet တွေရှိကိုလူတွေအများကြီးတွားတာဘာကြောင့်လဲဆိုတော့မြောက်မြတ်စွာသောဖခင်မို့တော်ဆောင်တယ်အရင်တော့ကဝိညာဉ်မျက်စိဖွင့်တယ်မြင်ရတယ်ဒါပေမဲ့နောက်မှာစာရန်ကပိတ်ပစ်လိုက်တော့မမြင်ရတော့အရင်တော့ကနတ်ဆုနင်ထုတ်နိုင်တယ်ဒါပေမဲ့နောက်ဆုနတ်ဆုကတိုက်လာတဲ့အခါနတ်ဆုမနင်ထုတ်နိုင်တော့အဲစသည်ဖြင့်အရင်တော့ကကြမ်းပါတယ်ဒါပေမဲ့နောက်မှာမကြမ်းပါဘူးဖြစ်လာတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာ prophet တွေကိုတွားတဲ့အခါမှာအဲ့ဒီနတ်ဆုကို prophet တွေဖေရှားပေးတဲ့အတွက်ဝိညာဉ်မျက်စိတွေပြန်ပွင့်လာတယ်မကြမှာတဲ့လူတွေကြမှာလာတယ်နော်အစင်မပြေတဲ့လူပြန်ပြေလာတယ်အဲ့ဒီအတွက်ဘုရားသခင်က prophet ကိုဆ ెలు တဲ့ဆိုတာယခုခေတ်လူတွေလည်းနားလည်ရမယ့်အချင်းဖြစ်ပါတယ် Heaven is open now. Heaven is open now. For those who understand. You are connected again. အရင်တော့လိ e ပဲနင်ဖျ i းသခင်နဲ့နောက်တစ်ဖန်ချိတ်ဆက်လ y o b a r e praying alone နင်းတရလာတရက်တော့ခါတယောက်ထဲနင်းဆူတောင်းနေတဲ့အချိန်မှာ it was a fasting i could suppose အဲ့ဒီတော့ကနင်းအစာရှောင်ဆူတောင်းတာဖြစ်တယ် you pray congrele you pray o congela after prayer and there's congela a long prayer ekta skosolea you hear someone calling one name အဲ့ဒီမှာနင်းအစာဆောင်မှာဆူတောင်းတယ်ဆူတောင်းတယ်ဆူတောင်းတယ်ဆူတောင်းပြီးတဲ့နောက်မှာတစုံတယောက်ကနင်းကိုခေါ်တာနင်းကြားရတယ် when you look back you didn't saw anyone ဘယ်လောက်တန်းကြပါနဲ့ငမုံနော်ဒါပေမဲ့နေအနောက်ကိုလဲကြည့်တော့နေဘဒုကမှမတွေ့ရဘူးနိနာမည်ခေါ်လို့နိနောက်ကိုလေ့ကျတော့ဘာမှမရှိဘူး After the voice that we had in the voice I told to pray အဲ့ဒီနင်းကိုခေါ်တဲ့အတန်လှည့်ကြည့်ပြီးနင်းမတွေ့တော့နင်းဆက်ပြီးမှဆွတ်တောင်းတယ်အဲ့လိုဆွတ်တောင်းတဲ့အချိန်မှာနင်းခေါင်းမှာတစုံတယောက်ကလာတုတာနင်းခံစားရတယ် glory thank you lord jesus christ i bless your name master glory be to god in the name ဘုရားကိုဘုံဘုံပေးတယ် glory be to god When this man opened the the the, the eyes again. လူနေဖရမစနကံပဲ။ He didn't saw anyone. အင်္ဂဘနကံသူ့ခေါင်းကိုလာပုတ်သွားတာတော့သူကြားလိုက်တယ်အဲ့ဒါမျက်စိဖွင့်လိုက်တော့ဘဒုမှမမြင်ရဘူးဒါပေမဲ့ခေါင်းမှာလာရိုက်တာတော့သူခံစားလိုက်ရတယ်ခေါင်းမှာဖားဆိုလာရိုက်သွားတာအဲ့ဒီတော့ကျွန်တော်ကအဲ့ခါမှာထိုင်နေတာ အဲ့ဒီအရက်ခံရတဲ့အချင်းကျွန်တော်ကခေါင်းမှာပုတ်ခံရတဲ့အချင်းကျွန်တော်ကအဲ့ခါမှာထိုင်နေတာ You are sitting room. Yes, glory. You hear the tension. Yes, I heard it. Exactly. Nin gango pass la yeda nin tar mo la. You didn't saw anyone. Tar. Nothing start to feel the whole body. My shaka. Ari ma nin ga ni se phwin jero bdu ma ma twi ya bu. Da ba mae ari ma phaya de ke wit ngin do sin sin da nin khan sa ya de ma hou bu la. Yes. Jesus, oh my Jesus, mighty God. Watch how the anointing of God is taking place as the man of God confirms the prophecy that Prophet BC Zeta has just said. Uh. Ah. <laughs> oh this is what day that God have made. ဒီနေ့ဟာဘုရားသခင်နဲ့အတွက်ပြင်ဆင်ပေးတဲ့အကောင်းဆုံးနေ့ဖြစ်တယ် This is what they, that God have made to meet me Let's go ahead ဘုရားသခင်ကငါနဲ့တွေ့ဖို့နေ့ကိုဆက်လွတ်တာဖြစ်တယ် To meet me To meet me Now you are connected နင်းအခုမှဘုရားနဲ့ပြန်ဆက်တွေ့ရပြီ I bless you နေ့ကိုငါကောင်းချီးပေးတယ် အဲ့ဒီနေ့မှာဘာဖြစ်ခဲ့တယ်ဆိုတာနင်မသိဘူး Yes you don't know what happened I don't know ကျွန်တော်မသိဘူးအဲ့ဒီနေ့မှာဘာဖြစ်တာ And you are afraid of me to tell someone နင်ကဘယ်သူ့ကမှမပြောရေးပဲနေတာ The angels appeared there ကောင်းကင်တမန်ကနင်အခန်းကိုရောက်လာတာအဲ့ဒီနေ့တုန်းကခန္ဓာကိုယ်ဘာလဲရောက်လာတာအဲ့ဒါကြောင့်နင်ကခေါင်းကိုပုတ်တာ အဲ့ဒီနေ့ကိုကျွန်တော်တတိရတယ် can remember the day confirmation of prophecy ဆိုတော့ professor မင်းတို့သူဖြစ်တယ်ဘုရားသခင်ကသူတို့ကိုမင်းခွင့်ပေးတာဖြစ်တယ်တမရဆိုရင် ပထမဆောင် အခန်းကြီး9အငယ်9မှာမိတ်ဆွေတို့စံစာကိုဖတ်ကြည့်လို့ရပါတယ် Watch the anointing of God taking place. You are the chosen one. Neha ဖရာတခင်ရွေးချယ်ခံရတဲ့သူဖြစ်တယ်ဆိုတော့တမန်ကျမ်းစာထဲမှာရေးထားတာဖြစ်တယ်ရွေးချယ်ခံရတဲ့သူရွေးကောက်ခံရတဲ့သူဆိုတာတတ်တတ်ရှိတာပေါ့နော်အဲ့ဒီလူတွေကအထူးဗိတ္တရတဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီ B2 file ကိုဘာသာပြန်တာကတော့ဒီနေ့ကျွန်တော်မြေယူဖလာတင်းတော်မှာကြည်ပြင်းလာတဲ့သူတွေကဒီ level ကို မြင်ဖို့ခဲရင်တာပေါ့နော် အခုလို့ ဆရာတို့တင်ထားတဲ့အချိန်မှာကျွန်တော်ကမိတ်ဆွေများဗဟုသုတတူဖို့အတွက်ကျွန်တော်ဝင်ငါပေးတာဖြစ်တယ်အခုချိန်မှာကျွန်တော်တို့အတွက်အစင်သစ်မဖြစ်သေးရင်လည်းပဲကျွန်တော်တို့ကတည်င်းအချက်လက်ကိုရထားပြီးဖြစ်တယ်ဒီတည်င်းအချက်လက်ကလည်းပဲတမန်ကျမ်းစာနဲ့ညီညွတ်တာဖြစ်တဲ့အတွက်နောက်မှဖျားတခင်နဲ့ပို့တိုးဝင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လည်းပဲဒီလမ်းကြောင်းကို ကြိုပြီးမှတည်ထားတာကကိုယ့်အတွက်အစင်ပြေမှာဖြစ်ပါတယ်အခုတော့ prophet ကသူ့ကိုပြစ်တိတ်ပေးတယ် သူ့ဒေတာကိုဆက်လွတ်မယ်ဘုရားသခင်အမှုတော်ကိုသူကအရင်နဲ့မတူတော့ပဲအဲဘုရားမတော်မြတ်နိုင်ကြီးစွာတကုနမိတ်လက္ခဏာနဲ့အတူလှုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်ဘုရားသခင်အလုံးကောင်းချီးပေးပါစေ Jesus I connect you to our father again ဘုရားသခင်နဲ့နင်းနဲ့ပြန်ဆက်တွယ်ခိုင်းတယ် I connect yes connect ဘုရားသခင်နဲ့ပြန်ချိတ်မိစေတယ် connect 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 to the higher anointing. Jesus, mighty name. Viewers at home, don't miss this time for you to connect right now. Clap your hands for him. Clap your hands. I just want to clear this man of God in the question that he has. If I don't tell him the secret, the thing that happened unto him in his place alone, he will never know that I'm a prophet. ကျွန်တော်အားလုံးကိုရှင်းပြချင်တာကဒီတယောက်ဟာသူကြုံခဲ့တဲ့အရာမှာသူတန်တရားရှိတယ်ဘာဖြစ်လဲဆိုတော့သူမသိဘူးအခုကျွန်တော်ကတုတ်ကိုဒီလိုရှင်းပြချင်းအပြင်သူဟာကျွန်တော်ဟာ prophet ဖြစ်တယ်ဆိုတော့ကိုသူသိမှာဖြစ်တယ်သူ့ရဲ့ပြည့်တနာလဲသူရှင်းလင်းပြီးသားဖြစ်တယ်လို့ prophet စီတာရှင်းပြပါတယ် But what I'm telling him is what he you knows. It happened to him alone. အခုကျွန်တော်ပြောနေတာကဘာလို့မှမသိဘူးဒါပေမဲ့ကျွန်တော်သိတယ်เนาะကာယကံရှင်ကလည်းသိတယ် so I, I Even you if he came here with an understanding and you know why you are here Now as I'm talking to you I open my spiritual eyes နင်တို့လည်းဒီကူရောက်လာတာဘာကြောင့်ရောက်လာလဲဆိုတာမသိဘူးနင်တို့ရဲ့ဝိညာဉ်မျက်စိပွင့်လာဖို့လဲကျွန်တော်ဆုတောင်းပေးပါမယ်ကောင်းကင်တမန်ကိုအခုပဲမြင်ပါစေကောင်းကင်တမန်ကိုအခုပဲမြင်ဖို့ဝိညာဉ်မျက်စိပွင့်စေနင်တို့ဝိညာဉ်မျက်စိပွင့်စေပါယေရှုနာမနဲ့မေးပေးတယ်ဆိုတော့ဝိညာဉ်မျက်စိပွင့်တဲ့လူကတော့ချက်ချင်းပွင့်လာတာကိုကျွန်တော်တွေ့ရတယ် spiritual eyes. Congratulations. God loves you. No disturbance. That will tra- where are you coming from? I'm coming from Soweto. From where? From Soweto. From Soweto. From Soweto gani lara pede? I send you back to Soweto. Thank you. Ni ha aku chenga sabi sara nanga dwa ayango ande shide du pido abi ni Soweto go pian pian bima pia mudo go samba. Thank you.